စူပါလက်နဲ့နာဘီတို့ရဲ့ထိုးပွဲကြီးကတော့ပြည်သက်တင်မျောလင်းထားသလိုဖြစ်မလာခဲ့ဘူးစူပါလက်ကလည်းအတော်လေးကိုစိတ်မကောင်းဖြစ်နေကြောင်းလေးသိရတယ်အထူးသဖြင့်တော့စူပါလက်ကပွဲမတိုင်ခင် weight and hydration test မှာကြာရှုံးခဲ့တာဖြစ်တဲ့အတွက် button weight champion ကပတ်ကြီးကိုဆုံးရှုံးခဲ့ရပြီးတော့ပြည်သက်တင်မျောလင်းထားတဲ့အတိုင်းဖြစ်မလာဘဲပွဲကလည်း3မိနစ်3ချီပဲဖြစ်သွားခဲ့တာလေးဖြစ်ပါတယ်။တာမန်ပွဲဖြစ် CEO Chetri ကပြောင်းလဲသတ်မှတ်ပေးခဲ့တာဖြစ်တယ်။ ဒါကြောင့်မလို့သူတို့နှစ်ယောက်ရဲ့ပွဲကိုအကြာကြီးကြည့်ချင်နေတဲ့နော်ပရိသတ်တွေအတွက်တော့တကယ်ကိုစိတ်မကောင်းပါဘူးပရိသတ်တွေကလည်းအတော်လေးကိုစိတ်မကောင်းဖြစ်နေကြပါလေဘုံမှအဖြစ်ကျွန်တော်တို့စူပါလက်ကချန်ပီယံလူပွဲတွေမှာဆိုရင်ကာကွယ်ပွဲတွေမှာဆိုရင်အခုလိုမျိုးဝိတ်ကြော်တာမျိုးရှားပါတယ်အခုကလုံးဝကိုသူကိုယ်တိုင်ကချိန်မမထားပဲနေဖြစ်သွားတဲ့ကိစ္စပါနာမီကတော့ဒဲပါပဲသူကအရင်တော့ကနာမီမဟုတ်တော့ပါဘူးတဲ့ အရင်တော့ကသူစူပါလက်နယ်ပထမအုပ်ဆုံးထိုးတော့ကလက်အိတ်ပါဆိုတာဘာလဲဆိုတာတော့သူကိုယ်တိုင်ကမသိခဲ့ပါဘူးလို့ဆိုပါရီဒါကြောင့်ခံခဲ့ရတာပေါ့ဗျာအခုတော့သူက အကုန်လုံးကိုလေ့ကျင့်ထားပြီးပြီးတော့ဒီပွဲမှာစူပါလက်ကသူကကလေးစားခြေသွားမယ်အရင်တော့ကလို့လုံးဝလုံးဝမဖြစ်စေရဘူးစူပါလက်ကိုအနာယူဖို့အတွက်အာမခံနေဆိုပြီးတော့နာဘီကကြုံဝါထားတာပဲဖြစ်ပါရီဒူချာရာကမြန်မာနိုင်ငံတင်မကဘူးထိုင်းနိုင်ငံမှာလေဒီပွဲမှာနာဘီကနိုင်ပြီဆိုပြီးတော့ ရောဆိုတဲ့သူကဒုနဲ့ဒေးပြအများကြီးပဲစူပါလက်ကဝိတ်ချိန်တာနဲ့ဟိုက်ဒရရှင်းတက်စမာလွဲချော်ရီဒါကြောင့်နမိတ်မကောင်းတော့ဘူးဘာညာပြောဆိုကြရပြီဖြစ်ပါတယ်သူ့ရဲ့ကြီးနဲ့ပြိုင်မဲ့ဖိုက်တာတွေကနီးစနဲ့မကောင်းလို့ရှင်ပါစူပါမတ်ကိုလုံးလို့မရဘူးဆိုလွင်ဦးဆိုရင်ကြည်ပြပါစူပါမတ်တစ်ချက်တောင်းနာပြီးကိုမထိုးလိုက်ရဘူးနော်အခုစူပါလက်ကတော့နီးစနဲ့မှာအရန်အရန်ကောင်းတဲ့ဖိုက်တာဖြစ်တယ်နာပြီးကို2023မှာသူတို့နှစ်ယောက်ထိုးတော့ကဘွားကိုချိန်ခဲ့တဲ့ fighter ကြီးပဲဖြစ်ပါတယ် champion ကြီးပဲဖြစ်ပါတယ်ဆိုတော့အခုတချို့ကတော့နာပြီးနိုင်မယ်တချို့ကတော့ super လက်နိုင်မယ်နဲ့เนาะ online ပေါ်မှာတော့အငင်းပွားနေကြတော့အခုကျွန်တော်တို့သူတို့ရဲ့ပွဲကိုကြည့်ရတော့မှာဖြစ်ပါတယ်ဗျာကြည့်ရဖို့တော့မဆုံနိုင်တော့ဘူး